မြန်မာဘောလုံးအသင်းရဲ့အာရှဖလားပြိုင်ပွဲရှင်ပြိုင်ကစားခွင့်ရရှိရေးအိမ်မက်ဟာဆီးရီးယားအသင်းကိုအိမ်ကွင်းမှာဂိုးပြတ်ထပ်မံရှုံးနိမ့်မှုနဲ့အတူနှစ်ပေါင်း60ကျော်ထပ်မံဝေးကွာနေဆဲဖြစ်ပါတယ်။2029ခုနှစ်အာရှဖလားခြေစစ်ပွဲမှာမြန်မာအသင်းကဆီးရီးယားအာဖဂန်နစ္စတန်ပါကစ္စတန်အသင်းတွေနဲ့တအုပ်စုရဲကြောက်ရောက်ခဲ့ပြီးတော့လက်ကျန်နှစ်ပွဲအလိုမှာပဲခြေစစ်ပွဲကြာရှုံးဖို့တည်ချသွားခဲ့တာပါ။ အဖွဲ့နှစ်ပွဲဖြစ်တဲ့အာဖဂန်နဲ့ပါကစ္စတန်ပွဲတွေကိုအနိုင်ရရှိခဲ့ပေမဲ့ဆီးရီးယားနဲ့ပွဲစဉ်မှာနှစ်ကြော့စလုံးဂိုးပြတ်ရလဒ်တွေနဲ့အရေးနိုင်ခဲ့ပြီးအာရှဖလာဝင်ခွင့်အတွက်နှစ်ပေါင်း60ကျော်ဆက်လက်ဝေးကွာစေခဲ့တာပါမြန်မာဘောလုံးအသင်းဟာအီရန်မှာကျင်းပခဲ့တဲ့1968ခုနှစ်အာရှဖလားပြိုင်ပွဲမှာဗိုလ်လူပွဲအထိတက်ရောက်ခဲ့ပြီးအရှင်အီရန်ကိုတကိုးကိုးမရှိနဲ့ရှုံးနိမ့်ပြီးတော့ဒုတိယဆုရခဲ့ပါတယ်။အဲဒီနောက်ပိုင်းကလေးကအာရှဖလားပြိုင်ပွဲရှင်ပြိုင်ကစားခွင့်မရရှိတော့တာဖြစ်ပြီး 2025ခုနှစ်ထိဆိုရင်နှစ်ပေါင်း58နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်အာရှဖလားပြိုင်ပွဲက2031ခုနှစ်ရောက်မှရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်မြန်မာအသင်းရဲ့အာရှဖလားဝင်ခွင့်အိမ်မက်ကနှစ်ပေါင်း60ကျော်အထိဝေးကွာတော့မှာဖြစ်ပါတယ်ရှင်။